နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်အတွက်စေကောမရှင်ကအမှုပညာရှင်အယောက်200ခန်းကိုဆက်သွယ်ပြီးတော့မပါဝင်တဲ့သူတွေကိုပြည်ပထွက်ခွင့်နဲ့အမှုပညာလှူရှားမှုတွေကိုပါပိတ်ပင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စေကောမရှင်က၎င်းတို့နဲ့ရင်းနှီးတဲ့အမှုပညာရှင်တွေကနေတဆင့်အခုလိုပြောဆိုဆက်သွယ်လာခြင်းဖြစ်ပြီးတော့အမှုပညာရှင်တွေကိုတော့ဓာတ်ရိုက်ဆက်သွယ်လာခြင်းမရှိသေးဘူးလို့၎င်းတို့ကပြောပြထားပါတယ်။လူအယောက်200လောက်ကိုစာပို့ပြီးတော့ဆက်သွယ်မယ်ပြောတယ်။မပါဘေးရင်ရှိုးကိုပိတ်မယ် နိုင်ငံသားသွားခွင့်ကိုလည်းပိတ်မယ်လို့အမှုပညာအတိုင်းအဝိုင်းကသတင်းရင်းမြစ်တကူကပြောပြထားပါဗျ။ဆက်သွယ်ခံရတဲ့အမှုပညာရှင်အယောက်90ခန့်ရဲ့စည်ရင်းကိုတက်တည်နဲ့တကွာရရှိထားတော့လဲသတင်းရင်းမြစ်များရဲ့တောင်းဆိုချက်အရဖော်ပြခြင်းမပြုသေးဘူးလို့သိရပါဗျ။၎င်းတို့တဲကနေတချို့ကိုရွေးကောက်ပွဲဝါဒဖြန့်တဲ့ရုပ်ရှင်များမှာဆိုင်းပုတ်များကင်ကာတရုတ်ဆောင်ရမှာဖြစ်ပြီးတော့ ရိုက်ကူးပီးစည်းတဲ့ဗီဒီယိုကိုဒီဇင်ဘာလပထမပတ်မှာစတင်ထုတ်လွှင့်မှာဖြစ်တယ်လို့စက်သွဲခန်းတဲ့အဆိုတော်တဦးကပြောပြထားပါဗျ။ဘသူဟာအရင်တက်မယ်ဆိုတာတော့မရှိဘူးတဲ့။ရုပ်ရှင်ဂီတတပင်အကုန်လုံးကိုရော်ပြီးမှန်ပါလို့တည်ထားရတယ်လို့၎င်းကရှင်းပြထားပါဗျ။စေခွဲအုပ်စုရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းမှာပါဝင်ခဲ့သူများကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့တဲ့ post အား live react အသေးပေးခြင်းဖြင့် ရုပ်ရှင်ဒါရိုက်တာများဖြစ်တဲ့ဇဘူထွန်းတက်လွင်နဲ့အောင်ချမ်းလူတို့ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးကြောင်းထုတ်ပြန်တဲ့အော်တိုဘာလ30ရက်နေ့ညပိုင်းကစတင်ကပြည်တွင်းမှာရှိတဲ့အမှုပညာရှင်များအားပြပထွက်ခွင့်မပြုတော့ဘဲလေးစိတ်ကနေလှည့်ပြန်လာတဲ့သူတွေလည်းရှိတယ်လို့ယုံလေးကိုယ်တိုင်ကပြောပြထားပါဗျ။လက်တလုံးမှာအကုန်လုံးကိုမဖြစ်မနေရဆိုပြီးတော့ support ရမယ်ဆိုတာမျိုးအဲ့ဒီလိုမျိုးရှိနေပါတယ်။ပြီးရင်ဘသူ့ကိုမှပေးမထွက်ဘူး။ celebrity တွေမှာတော့အဲ့လိုနာမည်ရပြီးသားလူတီပြီးသားမျက်နှာတီပြီးသားဆိုရင်တော့ လေစိတ်ကိုပေးမထောက်ပါဘူးအကုန်လုံးကိုအိမ်ပြန်လွတ်နေတယ်လို့၎င်းကရှင်းပြထားပါတယ်မဲဆင်းကိုအကြောင်းပြပြီးတော့အာနာသိမ့်ခဲ့တဲ့စစ်ခွေးအုပ်စုရဲ့အပိုင်းလိုက်ရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်102မြို့နယ်အပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်တရာမှာပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ